အာဟုတ်ကဲ့ဟိုကန်ကျွန်းစာရောင်ပြတာကျွန်တော်တို့ဒီ entertainment ခဏနားတဲ့အချိန်မှာကျွန်တော်တို့အကောင်လုံးကလည်းကိုစီကိုစီအလုပ်တွေဝင်လောက်ကြရပေါ့အဲ့လိုလုပ်တွေဝင်လောက်ကြရတဲ့အချိန်မှာကျွန်တော်ကလည်းကျွန်တော်ရဲ့အိမ်အလုပ်ဝင်ကိုရင်းနဲ့စပြီးလုပ်ဖြစ်တာပါ။အော်ဟုတ်ကဲ့အဲ့ဒါကတော့ဟိုကျွန်တော်တို့တော့ထွေထွေမရှိပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဇလန်းတို့လေးရိုက်တဲ့အချိန်တုန်းကလည်းအခုပဲဆရာဝန်လောက်ချင်လောက်ရမယ်။ဟိုခဏနေပတ်စံတောင်းတဲ့ character လောက်ရင်လည်းလောက်ရပါပဲဆိုတော့ ိုအပြောင်းလဲပေါ့မိုတီဗီလိုက်ပြီးတော့တေးဥဆောင်နေရပါဒါကတော့ဘဝရဲ့ script ပေါ့ဗျာဘဝကျတော့ story တဲ့ script ပေါ့အဲ့လိုပြုံးလေးနဲ့စောင့်ကြုံနေပါတယ်ဟုတ်ကဲ့ပါလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါဟုတ်ကဲ့ကျွန်တော်ရေဝင်းသိမ်းပါခင်ဗျာအဲကြံကြောင်းလို့လည်းသိကြပါတယ်အာဟုတ်ကဲ့ဟိုကံကျွန်းစာရောင်ပြတာကျွန်တော်တို့ဒီ entertainment ခဏနားတဲ့အချိန်မှာကျွန်တော်တို့အကောင်လုံးကလည်းကိုစီကိုစီအလုပ်တွေဝင်လုပ်ကြရပေါ့အဲ့လိုလုပ်တွေဝင်လုပ်ကြရတဲ့အချိန်မှာကျွန်တော်ကလည်းကျွန်တော်ရဲ့အိမ်လုံးကိုဝင်ကိုရင်းနဲ့စပြီးလုပ်ဖြစ်တာပါအဲကျွန်တော်အရင်တော့တငယ်ချင်းတွေစုပြီးရောဟို online ပေါ်မှာ Facebook ရဲ့ video လေးဟာတာ video လေးကျွန်တော်ရိုက်တယ်ခင်ဗျအဲ daily ပြဿနာနာမည်နဲ့ရိုက်ခဲ့ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အ2021နောက်ပိုင်းမှာကျွန်တော်နည်းနည်းကျဲသွားတယ်ကိုစီကိုစီအလုပ်တွေဝင်လုပ်ကြပြီးတော့ကျွန်တော်လည်းအိမ်လုပ်ဝင်လုပ်ဖြစ်တာပါခင်ဗျအဲတာမန်ပါပဲဘာမှမထူးကြပါဟုတ်ကဲ့အော်ဟုတ်ကဲ့အဲ့ဒါကတော့ ဟိုကျွန်တော်တို့တော့ထွေထွေတို့မရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဇက်လန်းတို့လေးရိုက်တဲ့အချိန်တုန်းကလည်းအခုပဲဆရာဝန်လောက်ချင်လောက်ရမယ်ဟိုခဏနေပစန်တောင်းတဲ့ character လောက်ရင်လည်းလောက်ရပါပဲဆိုတော့ဟိုအပြောင်းလဲပေါ့မိုတီဗီလိုက်ပြီးတော့တေးဥဆောင်နေရတာဒါကတော့ဘဝရဲ့ script ပေါ့ဗျာဟိုကတော့ story တဲ့ script ပေါ့အဲ့လိုအဲမဟုတ်ဘူးခင်ဗျဟိုကျွန်တော်လုပ်နေတဲ့အချိန်မှာတော့ကျွန်တော်တို့ကိုပိုင်အနေနဲ့မလုပ်ခဲ့ဘူးကျွန်တော်တို့အဖိုးလက်ထက်တုန်းကတော့လုပ်တယ်ဒါပေမဲ့အခု ဟိုဟိုဟိုကျွန်တော်ကျွန်တော်မွေးလာပြီးရဲ့အချိန်မှာကျွန်တော်အဖေမေကထုတ်ပေးပြီးတော့ဖြန့်ချီရေးတော့လုပ်ပေးတယ်ဒါပေမဲ့ကိုယ်တိုင်ဆိုင်ဖြစ်နေတော့မထွက်ဘူးခင်ဗျကျွန်တော်တို့ဒီနောက်ပိုင်း2021နောက်ပိုင်းမှာမှကိုယ့်ကိုဆိုင်လေးနဲ့စလုပ်တာပါဟုတ်ကျန်ချောင်းနာမည်လေးပေးတာကျွန်တော်ရဲ့အဲအတိဦးလေးတယောက်ကကျွန်တော်ပြောပြရဲမင်းနာမည်ကကျန်ချောင်းမင်းရောင်းနေတဲ့ပစ္စည်းကတရုတ်ကောင်ကျင်းတုံးပစ္စည်းဆိုတော့တရုတ်နာမည်နဲ့ကျန်ချောင်းနဲ့ပေါင်းပြီးတော့ဟိုဟိုကိုယ့်နာမည်နဲ့ကိုယ်ကျန်ချောင်းကောင်ကျင်းတုံးဆိုပြီးလောက်ရအောင်မသွားအဲ့လိုမျိုးပြောတာ ငယ်နာမည်ဟုတ်ကဲ့ကျွန်တော်ရဲ့ဟိုမူလာတန်းရဲ့နာမည်ပေါ့ဒါကကျွန်တော်နာမည်မဟုတ်ဘူးကျွန်တော်အကိုရဲ့နာမည်ကျွန်တော်အကိုကျောင်းစတက်တဲ့အချိန်မှာအဲကြံညောင်းကား TV မှာစပြအဲ့လိုပြတဲ့အချိန်မှာအဲ့မူလာတန်းဆရာမကျွန်တော်အကိုကြံညောင်းဆိုပြီးခေါ်တာသူကအသားဖြူဖြူလေးနဲ့အဲ့လိုတရုတ်ကလေးလေးဆိုပြီးကြံညောင်းဆိုပြီးခေါ်တာ အဲကျွန်တော်ကြောင်းတက်တဲ့ချိန်ကျကျွန်တော်ကိုကြံညောင်းညီဆိုပြီးခေါ်ရ။ဒါပေမဲ့ကျွန်တော်ဘေးမှာထိုင်နေတဲ့ကောင်ကကျွန်တော်ကိုကြံညောင်းမဲကြားပြီးတော့ဟဲ့အောင်ကြံညောင်းနေခေါ်ရ။အဲ့ရနေကျွန်တော်ကလဲ့ကြည့်ရင်လည်းကျွန်တော်နာမည်ဖြစ်သွား။ဟုတ်ကဲ့ကျွန်တော်အထူးသဖြင့်ကျွန်တော်ကောင်းချင်းထုတ်ရဲ့အဲကောင်းချင်းမချက်တဲ့ပြဿနာကိုကျွန်တော်တို့အသက်နိုင်ဆုံးအဆင်ပြေဆုံးဖြစ်အောင်ကျွန်တော်ဖြေရှင်းပေးထားတယ်။ကောင်းချင်းအီအီလေးဖြစ်ပြီးတော့စားလို့ကောင်းတဲ့အစာစုံတယ်ဆိုတဲ့အရာကြံညောင်းကောင်းချင်းတို့ရဲ့ထူးခြားချက်ပါ။အဲတော့ ချက်သားဝတ်သား2မျိုးရှိရယ်ဝတ်သားထဲမှာဆိုအစာ6မျိုးပါတယ်ဝတ်သားဝတ်ဥကြောင့်ပစွန်ကြောင့်ဘဲဥငယ်မှုတီယိုစီချက်သားထဲမှာဆိုရင်တော့အစာ5မျိုးပါတယ်ချက်သားဘဲဥငယ်မှုတီယိုစီပစွန်ကြောင့်5မျိုးပါတယ်အဲကုံနေခင်ဗျာကျွန်တော်တို့ဒီနောက်ပိုင်းကျွန်တော်ကိုအင်တာဗျူးပေးပြီးရဲ့နောက်ပိုင်းမှာပို့ပြီးတော့ဟိုရောင်းအပ်တက်လာရပေါ့ကျွန်တော်တို့ကိုအဲ Facebook မှာစတွေ့ရယ်ပုံမှန်ဒီတယောက်တန်းသွားလာနေကြစားဘူးတဲ့လူရှိရယ်စားဘူးတဲ့လူကလည်းစားနေကြတိုင်းဆက်စားရယ်ဟိုအရင်ကျွန်တော်မက်ခရိုမှာ ကိုယ့်ကိုပေါ့ပက်ပြီးထွက်တဲ့အချိန်ရှိရယ်20နှစ်တုန်းက20နှစ်23တောက်လျှောက်ကျွန်တော်ထွက်ခဲ့ရဆိုတော့အဲဒီပေါ့ပက်ကနေတိလာတဲ့စားသုံးသူတွေကလည်းဒီမှာရှိရောဒီလိုလာပြီးစားကြရောရှိရယ်ဒါပေမဲ့အခုမီဒီယာရဲ့အားကြောင့်ပို့ပြီးတော့ရောင်းအားပုံမြင့်လာတယ်ဥပမာကျွန်တော်တို့အရင်တုန်းက80 90ရောင်းရဲနှုံးကနေပြီးအခုဆိုရင်တရားနဲ့တရား20အဲ့လောက်ဟိုတက်လာရခင်ဗျဟိုအွန်လိုင်းဆိုရင်လည်းဒီမီဒီယာရဲ့ထိုးဖောက်မှုကြောင့်ပဲ ကျွန်တော် online ကနေပြီးတော့လာမှာကြရင်ဟာရှိရဲကျွန်တော် online ဆိုရင်လည်းပုံမှန်80လောက်တော့ပို့ဖြစ်ပါတယ်။အော်ဟိုကဘယ်လိုပြောရမလဲစာသူတို့တွေကအဓိကတော့ဈေးပေါ့ဗျာ။ဈေးဆိုတာကျွန်တော်တို့ယူထားတဲ့ဈေးတွေကျုပ်တန်းထဲမှာအတက်တာဆုံးအဆင်ပြေဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်ပေးထားတယ်။အဲ့ဒီအတွက်ကြောင့်ဘာဖြစ်လဲဆိုတော့တချို့ရဲ့ cycle မှာဈေးပေါ်ရင် quality မကောင်းဘူးလို့ထင်တဲ့ဟာမျိုးတွေလည်းရှိရတယ်လို့ရှိရပါဗျာ။အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ရဲ့ကောင်းကျန်တော့မှာကျွန်တော်တို့ကဈေးတွေ စားသုံးသူအဆင်ပြေဖို့အတွက်ကိုရည်ရွယ်ပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က quality ကို short ထားတာမဟုတ်ဘူးဆိုတဲ့ဟာကိုတစ်ဖက်ကစားသုံးသူတွေစားကြည့်ပြီးနောက်မှပြန်သိရအောင်တို့ appreciate လုပ်တဲ့ဟာကိုပေါ့တို့ဘက်ကဟိုကျွန်တော်တို့ဟိုလက်ခံပေးရဲ့အရာအကုန်လုံးကိုကျွန်တော်ကကျေးဇူးတင်တယ်အဲ့လိုမျိုးတော့ပြန်ပြီးခံစားရရှိတယ်အဲတက်တက်စီလို့တော့ထင်တာပဲဒါပေမဲ့အသုံးဝင်တဲ့အချိန်ကျရင်တော့သုံးပြင်းလည်းသုံးပြင်းပါဘူးဈေးရောင်းတာဝယ်တာဆိုရင်လည်းကိုကိုယ်တိုင်ကလည်းသူများဆိုင်တော့ဝယ်ရင်ကိုကလည်း customer ပဲလေဟုတ်တယ်မလားကိုကိုယ်လည်း ဟိုမချုံမချင်းဆက်ဆံကိုလည်းပဲဝယ်ချင်တယ်ဟုတ်တယ်မလားဒါမျိုးတော့ခံစားကြည့်ပြီးရောအေးအဲ့ဆိုရင်ငါဆိုင်မှာငါဘယ်လိုလေးလောက်ရမလဲအဲအာသာချက်ကဟိုဟိုဘယ်လိုပြောရမလဲဒီဒီဒီဆိုင်တဆိုင်အောင်သွားတယ်ကိုကိုမှအကျွေးအမ်းမေးတာအစစေနာပါတယ်မပါဘူးပုံမူတည်ပြီးတော့ကိုက နောက်ဒီဆိုင်မှာလာဝယ်ခြင်းနဲ့မဝယ်ခြင်းဘူးဖြစ်တဲ့အထိကျွန်တော်တို့ကဟိုဟိုစ조사အားထုတ်လို့ရပါဗျာကိုယ့်ဘက်ကတက်ဆွမ်းတဲ့လောက်ကိုကိုစ조사အားထုတ်ပြီးပြီးတော့ဟိုလုပ်လို့ရတယ်။သူကတထုပ်ကို9000ပါခင်ဗျာစက်တာဝတ်တာဈေးတူတူပါပဲ။လိပ်စာလေးကတော့18လမ်း18လမ်းကြားမဟာဗန္ဓုလလမ်းမပေါ်မှာကြံကြောင်းကောင်းကျင်လို့ရှိပါရဲ့ခင်ဗျ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ကိုကြံကြောင်းကောင်းကျင်တဲ့ Facebook page ကနေဆက်သွယ်ပြီးမယူနိုင်လို့39 2540 290 190ကိုဖုန်းဆက်ပြီးတော့လည်းမယူလို့ရပါခင်ဗျာ။ပြုံးလေးနဲ့စောင့်ကြုံနေပါရဲ့။ဟုတ်ကဲ့ပါ။လာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါခင်ဗျာ။ ။ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်။